။ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဖွေယူထားတဲ့နိုင်ငံခြားငွေများနဲ့ဇက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ10,600ဇက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ2,900ကို အော်တိုဘားလာ29ရက်နေ့ကထပ်မံရောင်းချခဲ့ပါတယ်။အဲ့ဒီနေ့ FA Trading မှာပေါင်းသက်စီတဲမြေဩစာ ကတရားဈေးဝနဲ့ဈေးဝကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ကယ်အပူပစ္စည်းဆက်သွယ်ရေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတမဏီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှ နိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဘဟုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက် ဇာတ်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ16သိန်း8868ဒရမ23ဇာတ်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ2သိန်း4627ဒရမ63ညာအ အော်တိုဘာလ24ရက်နေ့ကထပ်မံရောင်းချခဲ့ပါတယ်။အိန်းနီ FA Trading မှာပေါင်းသက်စေဓာတ်မြေဩဇာကတရားဆေးဝါးနဲ့ဆေးဝါးကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်အပိုပစ္စည်းစက်သရွေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတက်မနီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တွေနဲ့အင်ပိုတာများမှနိုင်ငံခြားငွေရောဝယ်ယူရရှိခဲ့ကြောင်းသိရပါတယ်။ဘောဘန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများအနက်73%တင်သွင်းတဲ့ကုမ္ပဏီ များသို့ဒေါ်လာ24သိန်း2850 စက်သုံးစီတင်းတင်းကုမ္ပဏီများတို့ဒေါ်လာ9သိန်း4968တရမ9ခွန်ထပ်မံရောင်းချခဲ့ပါတယ်။အဲဒီနေ့ FA Trading မှာပေါင်းသက်ဈေးတက်မြေဩစာကတ္တရာစေဝါနဲ့စေဝါကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ကယ်ပို့ပစ္စည်းစက်သွေးရေးပစ္စည်းတရိတ်ဆန်စာ ထုတ်ပို့ပစ္စည်းများတက်မဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စီတင်းတင်းနဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။